မင်္ဂလာပါခင်ဗျာ artist artistry ကနေကျူဇူလိုက်ပါတယ်ဒါကတော့တမန်ကြီးကပေါ့နော်ဖះဆိုတာတဏိဒုက္ခနဲ့အေချမ်းနဲ့ရတာကိုပဲပြီးတော့ပါအဲ့တော့ ဟိုတဏိဒုက္ခအစားရတတ်တမျိုးဖြစ်အောင်ဆိုပြီးတော့ဖះတဲတဲ့လူရဲ့ပရိဒီဝကိုကျွန်တော်စူးစမ်းပြီးပုံဖော်ကြည့်ထားတာပါဒီသဘောလေးပါပဲဒီကကလည်းဓမြန်ကြီးကပါပဲခုနကတော့ဘူလောင်နဲ့ရတတ်ပေးတယ်လို့အခုကကတော့ဓမြန်ကြီးကို formula ပဲယူထားပြီးလာပညာရဲ့ဓမြန်ကြီးလေးကို agent နဲ့ရတတ်ပေါ်အောင်ယူယူလေးပဲရေးထားတယ်ကပါ ီအစီအစဉ်လေးကိုတင်ဆက်ရခြင်းရဲ့ရည်ရွယ်လေးကိုကျွန်တော်နည်းနည်းလောက်ရှင်းပြကြပါမယ်။ကျွန်တော်ဘာကြောင့်ဒီအစီအစဉ်ကိုထည့်သွင်းတင်ဆက်ပေးတာလဲဆိုတော့ပကြီကားတစ်ချက်ကိုကြည့်ရှုခန်းစားတဲ့အချိန်မှာအဲ့ဒီလက်ရှိအချိန်နေမှာဖြစ်ပေါ်နေတဲ့စိတ်ခံစားမှုအချိန်နေအကြောင်းအရာ များစွာကြောင့်ဒီပကြီကားကိုခန်းစားတဲ့အချိန်မှာရရှိလာတဲ့ရတာဒါမှမဟုတ်နောက်တစ်ချိန်မှာတခါဒီပကြီကားကိုပဲပြန်ခန်းစားကြည့်လို့ရှိရင်ပကြီကားကပေးလာတဲ့ရတာဟာတမျိုး ကွဲပြားနေတာမျိုးတွေဖြစ်နေနိုင်ပါတယ်ဖြစ်လည်းဖြစ်ပါတယ်ဒါကြောင့်ပကြီးကားတစ်ချက်ကိုကာယကံရှင်ပကြီးရှာကဘလူးစိတ်ကူးနဲ့ရေးဆွဲခဲ့တာလေဘာရွယ်ချက်နဲ့ရေးဆွဲခဲ့တာလဲဘလူးကြောင့်လဲဆိုတာသိထားလို့ရှိရင်ပူပြီးခံစားလွယ်ကူနိုင်ပါတယ်ပကြီးကားတစ်ချက်ကိုချင်းကပ်ခံစားရမှလည်းအထောက်အကူဖြစ်စေနိုင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကပကြီးရှာရီပကြီးကားကိုရေးဖွဲ့ဖြစ်ပုံလေးအကြောင်းကိုကျွန်တော်တင်ဆက်ပေးလေးရှိပါတယ် အခုရှာအောင်တန်းညိုရဲ့ပကြီကားတွေရေးဖွဲ့ပြစ်တဲ့အကြောင်းဘလူးစိတ်ကူးနဲ့ပကြီကားတွေရေးသားထားတယ်ဆိုတာလေးကိုနားထောင်ရင် မိတ်ဆွေတို့အတွက်အကျိုးအများကြီးရမယ်လို့ယူဆပြီးတက်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုခံစားပေးပါဦး ဒီကားလေးကတော့ပြပွဲမှာပြသခဲ့တဲ့ကားလေးတကားပါကျွန်တော်ကြိုက်တဲ့ကားတကားပေါ့ဒီကားလေးကိုဖះကြားကလေးပြီးဆိုပြီးနာမည်လေးပေးထားပါလေဖះရိကြားမှာတိုက်ခတ်နေတဲ့လေးပြီးလင်းချင်းလေးတွေကအင်အားတစ်ခုကိုဖြစ်စီတယ်အဲ့ဒါကိုစိတ်လေးကူးပြီးဖះချုပ်ဖះကြားအဆောက်အဦလေးတွေရဲ့ဖះရဲ့ image ရဲ့ဒီကြားထဲမှာဟိုဒီသွားလာနေတဲ့လေးလေးကိုကြိုးစားဖမ်းဆုပ်ပြီးတော့ vibration နဲ့ wave တွေကိုကြိုးစားပြီးဆွဲထားတဲ့ကားလေးတကားပါ ဒီကားလေးကိုတော့မနခင်စေးလို့ကျွန်တော်နာမည်ပေးထားပါတယ်။မနခင်စေးဖွင့်ကားစားမှာဈေးသက်ဈေးဝယ်ပြီးလှုပ်ရှားနေတဲ့ဟာကိုလေးပောင်းပေါ့နော်။ကျွန်တော်စိတ်ဝင်စားတဲ့ brush stroke တွေနဲ့ကြိုးစားပြီးရေးထားတာပါ။ဒီကားလေးကတော့ emotion သက်သက်ပါပဲ ကိုယ့်ရဲ့စီနီယာကိုကြီးကိုမိုးမိုးရဲ့တုံးချောင်းကဗျာလေးပေါ့ဗျာနေရန်ခတ်စားဆောင်မှာအဲ့ဒီကဗျာလေးကိုကြိုက်နေလို့အလွတ်လဲရနေလို့အဲ့ဒီ emotion လေးကိုအိမ်မက်ဆန်ဆန်ကြိုးစားပြီးရေးချီထားတာပါကဗျာလေးကတုံးချောင်းနဲ့ပါကဗျာကောင်းစင်ကလန်ငလေးတဲ့စိတ်ဝင်စားလို့ကျွန်တော်ချွတ်ပြပါအောင်မယ်လန်ငလေးဖြောင်မြူးကျဲဝေးမဟုတ်သေးလေလူသွားလန်ငလေးရှိနေတယ်မိုးမိုးစိုက်ပျိုးရေးတက်သူသူ့ရဲ့ကဗျာလေးကို ခန်းစားပြီးရေးထားတာပါလမ်းဆိုတာကတော့အရင်ကတည်းကရေးရေးလေးပေါ့လေအရာလေးတွေရှိနေကြတာဘလို့ကိစ္စမှာပဲဖြစ်ဖြစ်အစင်းစင်းရှောက်ခဲ့ကြတာအဲ့ဒီလမ်းလေးကိုခန်းစားပြီးတော့ရေးရတယ်လို့ရေးလိုက်တာပါ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ